ရှင်ဘောအပိကြတဲ့ရှင်ဘောရဲ့ပြည့်တက်များအားလုံးမင်္ဂလာပါရှင်။ရှင်ဘောရဲ့ပုံမြင်ဖက်ပြမယ့်စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မကတော့ကင်ပါ။ကျွန်မအခုဖက်ပြပေးသွားမယ့်ပုံမြင်လေးကတော့အာရှယူရာပုံမြင်များထဲမှာဂျပန်ယူရာပုံမြင်တစ်ပုဒ်ဖြစ်တဲ့တက္ကသိုလ်ဦးရာရှိမတာရူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ပုံမြင်လေးကိုခံစားနာဆင်ပေးကြပါအောင်ရှင်။တက္ကသိုလ်ဦးရာရှိမတာရူ တခါတော့ငါပင်လယ်နီးရှိကလေးတရာတွင်ဘူရာရှိမတာတို့အမည်ရှိတငါတယ်လေးတယောက်ရှိလေသည်ဖန်စီယာမိတော်ငါများကိုရှောင်ချပြီးတတိရွေဦးမိဘနှစ်ပါးကိုလုက္ကံကျွေးမွေးနေသူ ဖြစ်ပေရာဘူရာရှိမတာတို့သည် နေဖို့ဘူးမိုးရွာရွာနေစဉ်ပင်ငါများထွက်ရလေ၏တနေ့တွင် တာတို့သည်ခါတိုင်းကဲ့သို့ပင် လေတစင်းနှင့်ပင်လေပြင်တို့ထွက်ခဲ့လေသည် ဂျိုနီကဒီပြင်းတိုက်ခတ်နေသည်မြောက်လီပြင်းထန်စွာတိုက်ခတ်သည်ဖြင့်ပင်လယ်ပြင်တွင်ခိုင်းကြီးနေ၏သူသည် တနေ့လုံးဂျိုးစားများသည့်တိုင်အောင်ဗားမြမရပြီမိတို့ပင်ဖြစ်စေတာလူသည်ညနေအထိပင်ငားများနေ၏နေဝင်ချိန်တွင်တာလူရသည်များမှာငါးသိသုံးကောင်သာလင်ဖြစ်ချီ၏တာလူသည် လီကိုကမ်းပေါ်သို့ဆွေးတင်လိုက်ပြီးစိတ်ပြက်လက်ပြက်နှင့်အိမ်သို့ပြန်လာခဲ့သည်အိမ်ပြန်လန်းတနေရာကန်းချီတွင်ရွာမကလေးအချို့သည်တစုံတစ်ခုကိုဝိုင်းအောင်ကြည့်ရှုနေကြသည်ကိုတော်လူတွေ့ရသည်ကလေးတို့သည်စုံမြန်စွာအော်ဟစ်ကြပြီးတို့ရာကိုတုံညာဖြင့်ဝိုင်းထိုးနေကြ၏သူတို့ဘာလုပ်နေကြသည်ကိုသိလိုသည်ဖြင့်တော်လူသွားကြည့်လိုက်သည်တို့ရာက အယောင်ငါးမျိုးဖြင့်တောက်ပနေသောလပါသည်ဒိတ်ကလေးတကောင်ဖြစ်၏ကလေးတို့သည် လက်ကလေးကို အမျိုးမျိုးစောကစားနေကြသည်အချို့ကလက်ခုံကိုထူရိုက်နေကြသည်အချို့ကမူလက်ကို ပလက်လန်းရင်ကြိုးစားနေကြသည်အဲ့ဒါလိုမလုပ်ကြနဲ့လေလွတ်လိုက်ကြပါကွာဟုဒါလူကပြောလိုက်သည်သို့တော့ကလေးများကနားမထောင်ကြပြီး လက်ကလေးကိုပိုရစ်ပိုရွေးပင်နာအောင်ရိုက်ချလေ၏တို့ရတွင်တာရူကသူ့ငါးသုံးခံကိုပေးပြီးလိမ့်နေလေလေရန်ပြောတော့အခါကလေးညာကလက်ကလေးကိုလှုပ်ပေးလိုက်ကြ၏တာရူသည်လက်ကလေးကိုရေဆက်တွင်ချပေးလိုက်ပြီးကောင်းကောင်းသွားပြီတော့ဒီညာကိုပြင်မလာနဲ့လူဆိုးလေးတွေကမင်းကိုချက်ဖမ်းပြီးသွားကြလိမ့်မယ်ဟုပြောလိုက်သည် လက်ကလေးသည်ရှည်တဲ့သူကုခတ်သွားပြီးယေရှုတင်ကြောင်းပြသည့်အနေဖြင့်တာရုကိုထက်ကထက်ကလဲကြည့်ပြီးလိုင်းလုံးများအကြားတွင် ပြုတ်ွယ်သွားလေတော်သည်တာရုသည်ဘာမျှမပါသည့်ချင်းနှောင်းကိုယူကာအင်ပြန်လာခဲ့လေသည်နောက်တနေ့တွင်လည်းပင်လေပြင်း၌မုန်တိုင်းထန်နေပြန်သည်တို့ရတွင်တာရူသည်ဒီကနေ့တော့တောင်းအပြည့်ရအောင်ငါဖန်မီဟုဆုံးဖြတ်ကငါဖန်ထွက်လာခဲ့သည် သို့သောမုန်းတဲ့ချိန်ထိငါးတကောင်မြမရသည်ယနေ့ရောက်သေးတိုင်အောင်လေငါမရသည်ပြီသူသည်တနေ့လုံးငါးတကောင်ကိုမြမဖမ်းနိုင်ခဲ့ပြီသူသည်နောက်ဆုံးစူးစမ်းသည့်အနေဖြင့်ငါးမြချိုးကိုရေထဲသို့ချလိုက်သည်ရုတ်တရက်ပင်တစုံတစ်ခုသည်ငါးမြချိုးကိုလေးလံစွာဆွေးထားလေရာငါးမြတံပင်လင်းထပ်ပိုင်းကျုံမတက်ခွေးညွတ်ကြလာလေ၏ တာလူသည်အာခုံတုံးကငါမြချိုးကိုဆွဲတင်လိုက်သည်ကျိုးစုံတွင်တောက်ပတော်အရာတစ်ခုပါလာသည်ကိုတာလူတွေ့လိုက်ရသည်တဖြည်းဖြည်းနှင့်ပူရိတ်ထောက်ပလာသည်လင်နောက်ဆုံးတွင်လှပတော်မိမပြူတယောက်ရေထဲမှပွားကနေပေါ်လာသည် နောက်မှလက်ကြီးတစ်ကောင်လိုက်ပါလာလေသည်တန်တော်ဖြင့်စကားမပြောနိုင်အောင်ဖြစ်နေသောတာလူကို မိမဖြူကတိမ်မွေးစွာစကားဆော၍ပြောလေသည်ကျမဟာမနေ့ကရှင်ကေစိတ်ခဲတဲ့လိမ့်မကလေးပါတကယ်တော့ကျမဟာဖင်လေပင်ကိုစုံမှုတဲ့ဘရင်သမီးတော်ပါဒီကနေ့တော့ကျမဟာရှိတင်တော်မူတဲ့ဂျေဆုဆက်ရအောင်လာတာပါရှိအောင်မှရှိတဲ့ဖခင်မေတော်ရဲ့နန်းတော်ကို အလေလိုက်ဖို့ဖိတ်ခေါ်ပါတယ်။ဖခင်မေတော်ကလည်းရှင့်ကိုတွေ့ကျင်နေပါတယ်။"ကျမနဲ့လိုက်ခဲ့ပါရှင်"ဟုဆိုကား ်အိမ်မင်းသမီးလေးသည်တာတို့ဤလက်ကိုဆွဲခေါ်ကာလေတီဤကြောပေါ်တွင်ထိုင်စီသည် လေတီသည်ရှေးအောက်သို့ငုတ်ရှိုးသွားလေသည်လေကြီးသည်သူ့ချီတော်များကိုရက်လိုက်တိုင်းတာတို့သည်လည်းရှင်နဲ့ပိုင်းသို့ပို၍ပို၍ရောက်သွားကာပဝင်းစင်မှရှေးများသည်ဘူရီဘူရီမင်းနဲ့လာပြီးနောက်ရှင်မအထွေများချာတို့ရောက်ရှိသွားကြလေသည်မျက်စိမိတာပါရှင် မိမိလေးကြိုက်တာတော့ကိုမင်းသမီးလေးကဒါတို့ကိုပြောလိုက်သည်ဒါတို့ဒီလေကြီးဤကျော်ကိုမြင်းမြဲစုတ်ကြိုက်တာပြီလင်မင်းသမီးလေးပြောသည့်အတိုင်းမျက်စိကိုလည်းမိထားလိုက်ဤရှင်မောပင်များနှင့်ညီရညီရသွားနေရသဖြင့်သူတို့ဒီရှင်မောတော်ကြီးတဲ့ဖြစ်သွားနေရသည်ဟုဒါတို့ကထင်မိသည်နောက်ဆုံးတွင် မင်းသမီးလေးကမျက်စိဖွင့်နိုင်ပါပြီဟုပြောလိုက်သည် ဒါတို့မျက်စိပွင့်လိုက်တော့အခါတွင် အမှောင်မရှိတော့ပဲသူရှိတွင်သူစံသောအရှောင်များဖြင့်တောက်ပခန္ဓာလာသည်နန်းတော်ကြီးရှိနေကြတွေ့လိုက်ရ၏မင်းသမီးလေးနှင့်ဒါတို့တို့နန်းတော်ဝါသို့ရောက်တော့အခါတွင်နန်းတကားသည်ဘလိုလေရောက်ပွင့်သွားပြီးအရှောင်မျိုးစုံအရွှေမျိုးစုံရှိသောငါးများသည်ကုခဲရွှေထွက်လာကြကကျိုးစိုးကြလေသည် မင်းသမီးလေးသည်တာရုအားလမ်းထိပ်သို့ခေါ်ဆောင်သွားလေသည်ပင်လေပင်ကြီးသည်တာရုအားလိုက်လဲစွာကြိုးစိုးနှုတ်ဆက်ပြီးလင်တမီးတော်အားကယ်ဆယ်သည့်အတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားလေသည်ထို့နောက်မြာမကြာမီအတွင်မှပင်အမခံဖွဲရာစားကောင်းတောက်ကောင်းများဖြင့်တည်ခင်းဧကန်လေသည်လာပါတော်ငါအကဖြစ်လေသူကိုဖြောပြေး၏ပင်လေပင်ကြီးကတင်ဟာ ယခုရှိအောက်ကဘာကိုရောက်ရှိနေပြီတင်ကိုလူတို့ကဘာကမပိုင်ဆိုင်တော့ကျုပ်တို့ကဘာကသာပိုင်ဆိုင်နေကျွန်ုပ်ဤသမီးတော်ကိုလက်ထပ်ပြီးအမပင်နေလေတော့တင်တသက်လုံးပျော်ပိုက်ပါလိမ့်မည်ဟုမင်ကြသည်တာတို့သည်ရှိအောက်ကဘာမှအံဩဖွေရာတို့ဤဖန်ဆောင်မှုကိုခံရလေပြီသူမိပါသူတငါအလုံးသူဘဝနှင့်တကွာအရာရာကိုမေးလျော့နေသည် ရေအောက်ကပါတွင်နေထိုင်ရန် သဘောတူလိုက်သည်တာရုအတွက်အိတ်ခံကြီးမွေပွဲသည် မင်္ဂလာအိတ်ခံပွဲဖြစ်ပြောင်းသွားသည်စားတောက်ဖွဲရများကပိုရွေများပြလာသည်အဒီအမောအကအခုံများကလည်းပိုရွေမြမြကြွကြဖြစ်လာသည် အချိန်တော်ကြာအောင်မင်္ဂလာအိတ်ခံပွဲကိုကျင်းပကြလေသည်ဤသို့ဖြင့်တာတို့သည်ရေအောက်နိုင်ငံတွင်ပျော်ရွှင်စွာ နေထိုင်ခဲ့သည်မှာ ုံမြင့်တုံမိုးပင်ကြော်လာခဲ့ပေပြီတာတို့ဤအဖြစ်များကအိမ်မက်ဆန်လာပေ၏တနေ့တွင် မင်းသမီးလေးသည်တာတို့ရခင်ကမြောက်ပူသေးသောအခန်းတစ်ခုသို့တာတို့ကိုခေါ်ဆောင်လာခဲ့လေသည်အခန်းဤနိုင်ရန်လေးဘက်တွင်ဖြတင်းပေါက်တစ်ပေါက်စီရှိသည်အရှိဘက်ရှိဖြတင်းပေါက်ကိုဖွင့်ကြည့်လိုက်ရာအပြင်ဘက်တွင်ငွေကူးရသည် ဖြစ်နေသည်ကို တွေ့ရသည်ချယ်ရီပင်းများပင်လုံးချွတ် ပွင့်ဝင်နေကြပေပြီ။ငါတို့လည်းတာယာစွာမြေကြီးတည်ဆုံနေကြသည်။တောင်ဖက်ရှိပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်ရာအပြင်ဘက်တွင်မြေရာသည်ဖြစ်နေသည်။ပန်းမျိုးစုံပူပွင့်နေကြပြီးပစင်းရင်ခွဲများလည်းအောင်မြင်နေကြသည်။အနောက်ဖက်ပြတင်းပေါက်၏အပြင်ဘက်မှာကဆောင်းဥရာသည် ဖြစ်လေသည်။တိရွတ်များအရှောင်ပြောင်းလဲနေကြပြီးတမင်တောက်တဲ့ ဂျီဟောက်တန်များကိုလည်းကြားရလေသည်မြောက်ဖက်ပြတင်းပေါက်ကိုဖွင့်၍ကြည့်သောအခါတွင်ကဆောင်းရသည်ကြာရောက်နေသောသူဤရွာကလေးကိုတာလူတွေ့လိုက်ရသည်သူနေထိုင်ခဲ့သောအိမ်ကိုကလေးကို၎င်းသူငါဖန်ခဲ့ရာပင်လေပင်ကို၎င်းတွေ့ရလေတော့သည်နင်းမြသေးထန်စွာကြာနေပြီးမြောက်ပြန်လေလေတိုက်ခတ်နေပေသည် ထိုအခိုက်မှာပင်တာရူသည်မိအိုပါအိုတို့ကို၎င်းပင်လေတွင်ကျင်းလေခရသော သူဘဝကို၎င်းပြန်ပြောင်းတည်ရလာလေသည်တာရူအင်ကိုလွမ်းရပါသည်အင်တို့ပြန်ချင်မိသည်ဒီမှနေရတာငါတိတ်ပြောခဲ့ပါတယ်ဟုတာရူကမင်းသမီးလေးကိုပြောလိုက်သည်ဒါပေမဲ့အခုတော့ငါအင်ပြန်ချင်စိတ်ပေါက်နေပြီ ပထမတွင်မိသမီးလေးကတာရုကိုတားမြစ်ရန်စူးစမ်းသည်သည်တို့ရတွင်တာရုခိုင်မှစွာစိတ်ပိုင်းဖြတ်ပြီးကြောင်းသိရသောအခါမိသမီးလေးသည်လှပသောတိတ္တာတလုံးကိုလက်ဆောင်အဖြစ်ပေးပြီးဒီတိတ္တာကိုယူသွားပါဒါဟာထူးဆန်းတဲ့တိတ္တာပါဒီတိတ္တာကိုရှင်သိမ့်ထားသမျှကာလပတ်လုံးကျမတို့ဟာပြန်တွေ့နိုင်ကြပါလိမ့်အောင်မယ်ဒါပေမဲ့ဒီတိတ္တာကိုတော့ဘယ်တော့မှမဖွင့်ဘူးသတိမြင့်မြတ်ထားပါလေဟုတ် ပြောလိုက်သည်တာရူသည်တစ်တာကိုလက်ခံလိုက်သည်သူကိုနန်းတော်သို့တည်ဆောင်လာခဲ့သောလက်ကြီးသည်လေသူ့ကိုပြန်ပို့ရန်အတွက်နန်းတော်တကာဝတွင်အသိရောက်နေသည်တာရူသည်တစ်တာကိုခြိုင်းညာတွင်ညက်ပြီးလက်ကြီးဤကြောပေါ်တွင်ထိုင်လိုက်၏လက်ကြီးသည်တာရူအားရွာနီရှိပင်လယ်ကမ်းခြေသို့အရောက်လင်းမြန်စွာတည်ဆောင်သွားလေသည် ပင်လေကန်ချင်မာကရခင်ကအတိုင်ရှိနေသည်ထို့သောအိမ်များကပြောင်းလဲနေသည်လူတွေလည်းထို့အတူပြောင်းလဲနေလေသည်ဒါရုစိတ်မသက်မသာဖြစ်ရသည်ဒါရုသည် သူ့ရင်ရှိရာစီသို့အမြန်ပြေးသွားသည်သူ့ရင်မရှိတော့သည်ကိုတွေ့ရသောအခါသူအလွန်အမင်းအံ့ဩရသည်ဒါရုသည်ဆက်၍လျှောက်လာခေရာမိသူမိဝမန်းသူမသေးသည်အဖိုးတို့တယောက်ကိုတွေ့ရသည် ။ဒီနေရာမှာရှိခဲ့တဲ့ဥရာရှိမတာလူရဲ့အိမ်ဘာဖြစ်သွားတယ်လဲဆိုတာများသိပါသလားခမညာဟုတာလူကအဖိုးကိုမြေလိုက်သည်။ဥရာရှိမတာလူတဲ့လားဟုဆိုလိုက်ပြီးအဖိုးကိုသည်အတော်ကြာစဉ်းစားနေပြီးနောက်မှာ"ဩဟုတ်ပြီဟုတ်ပြီသူ့ကြောင့်ကိုငါချဘူးပဲ"လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တုန်းကဒီရွာမှာနေတဲ့ အဲ့ဒီဥရာရှိမသားလို့ဆိုတဲ့လူငယ်တယောက်ရှိခဲ့ဘူးတယ်။တနေ့မှအဲ့ဒီလူငယ်ဟာပင်တွေကိုထွက်သွားခဲ့တာဒီကနေ့ထိလုံးဝပြန်မလာတော့ဘူး။သူဟာရေအောက်တိုင်းကြီးကိုရောက်သွားခဲ့တာဖြစ်မှာပဲလို့လူတွေကတော့ပြောကြတာပဲဟုဟိုကပြောပြလိုက်သည်။လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တုန်းကတည်းကဤစကားကိုကြားရသဖြင့်တာရူတုံးလုံးမိသည်။ ဒါတို့သည်ဆွေရှုပ်ထွေးစွာဖြင့်ပင်လေကန်းချီစီတို့လာခဲ့သည်ဒေပြင်းဘောတွင်တယောက်တီးထိုင်ကလေးလေးနက်နက်စဉ်စားတွေးတောနေလေသည်သူသည်ရှီအောင်နိုင်ငံတွင်မိခဲ့သူကြောင့်ထုံမြကြကြနေထိုင်နိုင်ခဲ့မည်နီသူသည်သုံးနှစ်သာကြာခဲ့ပါသည်သူနားမလည်နိုင်တော့ပေဘာလို့ရမည်ကိုလည်းမသိတော့ပေထိုစဉ်သူမျက်လုံးများသည် င်းသမီးပေးလိုက်တော့တစ်တာပေါ်သို့အာယုံဆိုင်မိသည်မင်းသမီးမှာကြလိုက်တဲ့များကိုမေ့သွားသည်တာတို့သည်တစ်တာကိုဖွင့်လိုက်သည်ထိုအခါတစ်တာတွင်မှမိခိုရန်တုံးကိုထွက်လာသည်သူကနာမှာပင်တာတို့သည်လည်းတန်ငါတဲ့လူကလေးတွင်မှပိနေများတွန့်ကမုတ်ဆိပ်ဖြူတစ်ထွာလောက်ရှိနေသောအဖိုးကြီးတယောက်ဖြစ်သူပြောင်းလဲသွားတော်သည် ပုံမြင်လေးကတော့ဒီမှာတင်ပြဆုံးသွားပါပြီရှင်။ရှင်ဘူရီရဲ့ YouTube Channel လေးမှာတော့ပုံမြင်လေးတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့ Like and Subscribe လေးမလုပ်ရသေးရင် အခုပဲလောက်ထားပြီးခဲ့ကြပါဦးနော်။နောက်ဆက်ပြီးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။